လက်နှစ်ကျော်ကြာမြန်မာနိုင်ငံရဲ့ခင်းချင်းမှာလူထုနေနဲ့အာဏာသိမ်းတာရောစစ်ပွဲတွေဖြစ်နေတာကိုရောညင်းဝင်နေကြပြီးမဖြစ်စေချင်တော့ဘူးလို့ငင်းချင်ရေလုပ်ငန်းစီမှာပါဝင်လောက်ဆောင်နေတဲ့ဦးခွန်ဆိုင်ကအားခတိုင်းမှပြောပါတယ်စစ်ကောင်စီအာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာတဲ့နိုင်ငံရေးနဲ့စစ်ရေးပဋိပက္ခတွေအတွင်းလူထုကဒါအများကြီးနှစ်နာကြောင်းလဲသူကပြောပါတယ်လူထုတွေက အများကြီးနှစ်နာလေဒါလူထုကလည်းဒီအခုဖြစ်နေတာတွေကိုမကြိုက်ဘူး အထူးသဖြင့်အာနာသိန်းနာကိုမကြိုက်ဘူးဆိုပေမဲ့တစ်ဖက်ကလည်းဒီစစ်တိုက်နေတာကိုလည်းသူတို့ကအီနေကြပြီမလုံမဖြစ်စီရင်တော့ဒါတွေကိုကျွန်တော်တို့ကဝိုင်းဝန်းရမှာဟိုအာလူထုရဲ့ဆန္ဒကိုအလေးပြုဖို့လိုပါလိမ့်မယ်ဒီကျွန်တော်တို့လူလူထုရဲ့ဆန္ဒကိုတကယ်အလေးပြုလို့မှလုပ်တော့ဆိုလို့ရှိရင်အာကျွန်တော်တို့အမ်မြန်မာန်ထားတဲ့ငင်းချမ်းကြီး ငင်းချမ်းရည်တဲ့တဆင့်ကျွန်တော်တို့အော်ဆက်လက်တည်ဆောက်မဒီမိုကရေစီဖက်ဒရယ်နိုင်ငံဆိုတာဒါဟာအနည်းနဲ့အမြန်ဖြစ်လာမှာပါစစ်ကောင်စီအုပ်ချုပ်တဲ့၄နှစ်ကျော်ကာလအတွင်းမှာသူ့ကိုဆက်ကျင်တဲ့တိုင်းဒါလက်နက်ကိုင်တွေနဲ့တော်လန်ရဲ့အင်အားစုတွေကြားမြန်မာနိုင်ငံတစ်ဝက်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပေမယ့်တိုက်ပွဲဖြစ်ပွားတဲ့ဒေသအများစုဟာတိုင်းရင်းသားတွေနေထိုင်တဲ့နေရာဒေသတွေပဲဖြစ်ပါတယ်။တိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်ကြရတဲ့တိုက်ပွဲရှောင်တွေထဲမှာလည်းတိုင်းရင်းသားတွေအ धिक အများဆုံးဖြစ်ပါတယ်။ တိုင်းသားတွေဟာခေဆက်ဆက်အစိုးရလက်ထက်တိုင်းမှာသူတို့ရဲ့အခွင့်အရေးတွေကိုဘာတစ်ခုမှမရခဲ့ကြတာကြောင့်လက်နက်ကင်ကရယူနေကြတာဖြစ်ပြီး2021ခုနှစ်အာဏာသိမ်းတဲ့အခါမှာတော့တိုင်းသားတွေရဲ့လူလားချက်တွေကပုံမှန်များပြားလာတဲ့အတွက်နေမြေတွေကိုရသလောက်တိုက်ခိုက်တိမ်ပိုက်လာနေတာပါမြန်မာနိုင်ငံရဲ့အခင်ကျင်းမှာတိုင်းသားအရေးဟာအဓိကဖြစ်ပြီးတိုင်းသားအရေးကိုမဖြစ်ရှင်းနိုင်ခဲ့တာကြောင့်ပြိပခနဲ့ဗီဒီယိုစစ်တွေဟာလက်ရှိအချိန်ထိဖြစ်ပေါ်နေတာဖြစ်ကြောင်း NCA ထုတ်ထားတဲ့ပို့မြူတာလွတ်မြောက်ရေးအဖွဲ့ချုပ်မ ဥက္ကရာပုံမူကြီးခွန်အောက်ကကအရခတိုင်းကိုပြောပါတယ်။နာနာရေးရှင်းမှာတိုင်းပါရေးကအဓိကဖြစ်တာပေါ့ဗျာ။တိုင်းသားရေးကိုမဖြည့်ရှင်းနိုင်လို့ပင်လုံစာချုပ်ကိုဟိုအကောင့်ထဲမပေါ်နိုင်လို့ပြိပခတွေဟာလာပြည်တွင်းစစ်တရားဖြစ်လာတယ်။ကျွန်တော်တို့1940ခုပြည်ပုံဆိုရင်ဒီပြည်တော်စနစ်ကိုပဲအပားပေးထားပြီးတော့ပြည်တော်စနစ်ကိုပြစ်ပယ်ထားတယ်။အဲဒါကြောင့်အဲ့ဒီတရားစပြီးတော့တိုင်းသားတွေ နဲ့ဖြစ်တဲ့ပြိပခါပေါ့လေဘဟုဘဟုအာဇုနဲ့ပေါ့ဘဟုနဲ့မယ်ရည်နဲ့ဖြစ်တဲ့အကုလတိအတိဟာကအခုကျတော့ဘဟုအင်အားစုပေါ့လေဗမာန်ကွန်မြူနတီကိုယ်တိုင်ကပြုတ်ကွဲလာတဲ့ခါကျတော့သူတို့ချင်းချင်းလည်းပြန်ဖြစ်တိုင်းသားတွေနဲ့လည်းဖြစ်အဲ့ဒါလိုနှစ်ထပ်ကွာပြိပခါဖြစ်လာတာပေါ့မြန်မာနိုင်ငံတဝမ်းလက်နက်ကင်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်ကောင်စီကအနောက်ပိုင်းတိုင်းစစ်ဌာန၆ နပခအပါဝင်စစ်စကန်ပေါင်းရရှိဆုံးရှုံးထားရတယ်လို့မြို့နယ်ပေါင်း60ကျော်လက်လွတ်ထားရတာပါအဖက်ဖက်ကနေရှုံးနေနေတဲ့စစ်ကောင်းဆောင်ဟာလမ်းမေ2025ခုနှစ်ဒီဇင်ဘာနဲ့2026ခုနှစ်ဇန်နဝါရီလတို့မှာရွေးကောက်ပွဲကျင်းပပြီးနိုင်ငံတော်အာဏာကိုလွှဲပြောင်းပေးသွားမယ်လို့နိုင်ငံတကာကကတိကဝတ်ပြုပြောကြားထားတာဖြစ်ပါတယ်